မော်ရိုကိုနိုင်ငံမှာဆန္ဒပြပြည်သူတွေဟာပုံမကောင်းမွန်တဲ့ပြည်သူဝန်ဆောင်မှုတွေကိုတောင်းဆိုရင်းအစိုးရကိုညာတိုင်းဆန့်ကျင်ဆန္ဒပြနေကြပါတယ်။တချို့နေရာတွေမှာတော့အကြမ်းဖက်မှုတွေဖြစ်ခဲ့ပါတယ်။အဆောက်အဦတွေကိုမီးရှို့ဖျက်ဆီးတာတွေပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးတာတွေလုပ်ခဲ့ကြပါတယ်။ဒီလုပ်ရက်တွေဟာဆန္ဒပြပြည်သူတွေရဲ့တရားဝင်တောင်းဆိုမှုတွေကိုထိခိုက်စေတယ်လို့ပြည်သူအများအပြားကခံစားနေရပါတယ်။ကျမတို့ဆန္ဒပြပွဲတွေကိုထောက်ခံပါတယ်ဒါပေမဲ့ဖြက်လို့ဖြက်စည်းတာတွေကိုတော့လက်မခံပါဘူး ျမတို့အားလုံးကပြည်သူလွတ်လပ်ခွင့်ကိုကာကွယ်ခြင်းနဲ့ဂုံတိတ်ခါကိုတောင်းဆိုပြီးလူမှုတရားမျှတမှုကိုတောင်းဆိုကြမယ်ဆိုရင်လူမှုတရားမျှတမှုဆိုတာလူတိုင်းရဲ့အခွင့်အရေးတွေပေးတာကိုနားလည်ရပါမယ်။မော်ရိုကိုလူငယ်တယောက်အနေနဲ့ဒီဖြစ်စည်းမှုနဲ့အကြမ်းဖက်မှုလိုရုပ်ဆိုးတဲ့လုပ်ရက်တွေကိုကျွန်တော်လက်မခံပါဘူး။ငင်းချမ်းတဲ့ဆန္ဒပြပွဲတွေကနေတဆင့်ကျွန်တော်တို့ရဲ့တရားဝင်အခွင့်အရေးဖြစ်တဲ့တင့်လျော်တဲ့ဂျမ်းမာရေးဆောင်ရှားမှုနဲ့ပညာရေးကိုတောင်းဆိုခဲ့ကြတာပါ။ ကနဦးငင်းချမ်းတဲ့စုဝေးမှုတွေဟာစနေနေ့ကစတင်ခဲ့ပြီးမော်ရိုကိုရဲ့ဂျန်စီ212အဖွဲ့ကနေစတင်ခဲ့တာဖြစ်ပါတယ်2030ခုနှစ်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲအတွက်ဗန်နငွေတန်ပေါင်းများစွာအကုန်ကျခံပြီးတုံးဆွဲခဲ့တာကြောင့်အစိုးရအပေါ်စိတ်ပြတ်နေကြတာဖြစ်ပါတယ်ကြာသာပတိနေ့မှာတော့မော်ရိုကိုဝန်ကြီးချုပ်ကလုံခြုံရေးတပ်ဖွဲ့တွေရဲ့တုံ့ပြန်မှုကိုချီးကျူးခဲ့ပြီးတေဆုံးသူအရေအတွက်၃ဦးအထိတိုးလာပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ် အဲ့ဒီသေဆုံးသူတွေထဲကနှစ်ဦးကတော့ဓာတ်ကင်ဆောင်ခဲ့တယ်လို့ရဲအရာရှိတွေကဆွဆွဲပြီးပြစ်တက်ခဲ့တာဖြစ်ပါတယ်။တီးခြားအနေနဲ့ပြည်သူရှေ့နေတွေကတော့စူပူဖြစ်စည်းသူလို့တန်တရားရှိသူ190ကျော်ကိုစုံစမ်းစစ်ဆေးမှုတွေစတင်လိုက်ပြီးလို့ကြေညာခဲ့ပါတယ်။ဒီဖြစ်ရပ်တွေမှာအကြမ်းဖက်မှုနဲ့ဖျက်လို့ဖြစ်စည်းမှုတွေအများအပြားရှိခဲ့ပါတယ်။လုံယုံတပ်ဖွဲ့တွေကိုကြောက်ခဲတွေနဲ့ပစ်ပေါက်တာနဲ့ပြည်သူပိုင်းပစ္စည်းတွေကိုဖျက်ဆီးတာတွေလည်းပါဝင်ပါတယ်။မော်ရိုကိုလူ့အခွင့်အရေးအဖွဲ့ကတော့ ဒီအကြမ်းဖက်မှုတွေမဖြစ်ခင်မှာလူညုံရေးတပ်ဖွဲ့ကစန္ဒပြသူတွေကိုမတရားဖမ်းဆီးတာနဲ့ပြစ်ခတ်တာတွေအရင်စတင်ခဲ့တယ်လို့ပြောပါရခင်ဗျာ